ပိတ်ဆို့တိုက်ခိုက်ခံနေရတဲ့နေရီကံကိုစစ်ကူပို့တဲ့စစ်ကြောင်းတွေစခန်းကိုမရောက်ဖဲစစ်ကြောင်းလိုက်ပြုတ်နေချိန်မှာစစ်ကောင်မရှင်ကစစ်ကူတွေထက်မှန်ပို့ဖို့ပြုလုပ်နေတယ်လို့သတင်းရရှိပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာ16ရက်နေ့ကမင်းဘူးခလိုင်ရရှိရှိကအင်အား150ပါစစ်ရင်နန်း5စီးဟာစုံကုန်းရှိအမြောက်စစ်စင်ကိုကဲမှုဌာနချုပ်မဆခ935အတွင်းစုဝေးဝင်ရောက်သွားတယ်လို့သတင်းရင်းမြစ်တွေစီကသိရပါတယ်။ နေကန်စခန်းမှာတက်မမှု2ရောက်အပါအင်အား300လောက်ပိတ်မိနေတယ်။ဒဏ်ရာရသူတွေလည်းခြေနေစိုးနေတယ်လို့ပြန်သိရတယ်။စစ်ကိုစစ်ကြောင်းကဂုတ်ကြီးကိုမကျော်နိုင်ဘူးအကုန်အတိုက်ခံနေရတယ်လို့သတင်းရင်းမြစ်က ARD Times ကိုပြောပါရယ်။ဂုတ်ကြီးကျေးရွာနီးရှိခမောက်တောင်စခန်းကိုလည်းအရခတက်တော် A နဲ့ပူပေါင်းတက်တွေကဝိုင်းပတ်ပိတ်ဆို့တိုက်ခိုက်တာကြောင့်အမြောက်ဌာနချုပ်ကနေပြီးပြစ်ကူတွေဇက်တိုက်ပေးနေရတယ်လို့သိရပါရယ်။ ဒါအပြင်နေကန်စကန်တွင်ပိတ်မိနေတဲ့တမမှု၂ယောက်ပါအဖွဲ့ကိုစစ်ကောင်မရှင်ကလေကြောင်းကနေလက်နက်ရိခါရီချပေးအောင်ထွက်ကောက်တဲ့အဖွဲ့ကိုအေအေကလက်နက်ကြီးနဲ့ပစ်ခတ်တဲ့အတွက်စစ်ကောင်မရှင်တပ်ဖွဲ့ဝင်အများပြားသေဆုံးတယ်လို့သတင်းရင်းမြစ်တွေစီကသိရပါဗျ။စစ်ကောင်မရှင်ဟာနေကန်စကန်ကိုစစ်ကူပေးဖို့လမ်းသစ်နဲ့လမ်းဟောင်းတစ်ခုလုံးကစစ်ကြောင်းထိုးချီတက်နေပေမဲ့ကြားဖြတ်တိုက်ခိုက်ခံရပြီးစစ်ကြောင်းလိုက်ပြုတ်တဲ့အထိသေဆုံးမှုတွေများနေတယ်လို့သိရှိရပါဗျ။ စင်ပြုံဆက်စီနဲ့စာတက်တူကျေးရွာတွေဘက်မှလည်းစစ်ကောင်မရှင်စစ်ကြောင်းတွေလှုပ်ရှားမှုတွေရှိနေတယ်လို့သတင်းရရှိပါရယ်